မန်ယူကိုရွေးတဲ့အန်ပူမိုမန်ယူအသင်းဟာရီယာလီတောင်းရွှေ့ဈေးကွက်ထဲမှာလက်တွက်နေပြီးလိုအပ်ချက်များရဲ့တိုက်စစ်နေရာအတွက်အင်အားဖြည့်တင်မှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။မန်ယူရဲ့ဦးစားပေးပြမဲ့အန်ပူမိုဟာချန်ပီယံလိဂ်ကစားပွဲရှိနေတဲ့အသင်းတွေကိုညှင်းပယ်ပြီးမန်ယူအသင်းကိုရွေးချယ်လိုက်ကြောင်းပြည်မီဒီယာတွေကအခိုင်အမာဆိုခဲ့ပါတယ်။25နှစ်ရွယ်ကင်မရွန်တိုက်စစ်မှုကိုအာဆင်နဲ့ယူကာဆန်နဲ့စပါတို့ကစစ်ဝင်စားပြီးမဲ့ကာယကံရှင်ကိုယ်တိုင်တည်ရင်းဒီဖန်ဖြစ်နေလို့မန်ယူကိုရွေးခဲ့တာပါ လက်ရှိမှာမန်ယူတင်းနဲ့ဘရန်ဖို့အသင်းတို့ဟာအပြောင်းအရွှေ့ကိစ္စအတွက်ဆွေးနွေးမှုတွေပြုလုပ်နေတဲ့အပြင်မကြာခင်အထမြောက်တော့မှာပါမန်ယူဟာအမ်ဘူမိုအတွက်ဘရန်ဖို့အသင်းထံပြောင်းရွှေ့ခြင်းပေါင်သန်း50ပေးချေရမှာဖြစ်ပါတယ်မန်ယူအသင်းအနေနဲ့နောက်ပိုင်းနှစ်တွေမှာနာမည်ကြီးတွေကိုဈေးကြီးပေးဖို့တဲ့ policy ကိုတွေးဖေးပြီးအသုံးတက်မဲ့ player တွေကိုခေါ်ယူတာကမှတ်ကန်တဲ့လုပ်ရတစ်ခုပါအမ်ဘူမိုဟာပရီးမီယာလိမှာကစားနေတာက6ရာသီရှိနေပါပြီ ပရီးမီးယားလိပြိုင်ပွဲအကြောင်းကိုအထာနဲ့ပြီး222ပွဲကစား65ဂိုးသွင်းဝင်ထားပါတယ်။ဒီရာသီမှာဆိုရင်ပရီးမီးယားလိ38ပွဲစလုံးပေါဝင်ကစားပြီးဂိုး20သွင်းဝင်ကဂိုးဖန်တီးမှု9ကျင်းပြုလုပ်ခဲ့တာပါ။ဒီလိုရှင်းစွမ်းကလည်းမန်ယူနီပြအမော်ရင်အကြိုက်တွေ့စေတဲ့အချက်ဖြစ်ပါတယ်။ကစားပုံလေးတဲ့ထင်ရပြီးမဲ့ဒေတာတွေကြည့်ရင်အန်ဘူမိုကသူ့အတိုင်းနဲ့တူရှင်းစွမ်းမစိုးမန်းတည်တာပါတယ်။ 2019ကခရိုရက်ကနေဘရက်ဖို့ကိုရောက်လာပြီးနောက်ပြိုင်ပွဲဆို242ပွဲကစား90တွင်း52ဂိုးထိဖန်တီးပေးခဲ့တာပါအန်ဘိုဘိုဟာအခြားအသင်းတွေကိုမရွေးဘဲမန်ယူကိုရွေးချယ်ခဲ့တာက သူကိုယ်တိုင်မန်ယူဖန်ဖြစ်နေလို့ပါမန်ယူဟာမကြသေးခင်ကຫນွေစည်းကွက်အတွင်းပထမဆုံးကစားသမားခေါ်ဝူးဖြစ်ဝူဘာဟန်တန်ကဘရာဂျီတက်စင်မူကူညာကို၅နှစ်စာချုပ်နဲ့ခေါ်ဝူးထားပါတယ် မန်ယုံတိုက်စစ်ဟာပြီးခဲ့တဲ့ပရီးမီးယားလိပြိုင်ပွဲမှာ38ပွဲကစား44ဂိုးသာရပြီးမလောက်ဆရာမရှိတာကကိုညာအမ်ဘူမိုရိုနဲ့ရင်ခုန်ဆောင်တွေဖြစ်လာမယ်လို့ယုံကြည်ရပါတယ် of life.